ျွန်တော်ရရှိပရိသတ်တွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့လုံခဲ့တဲ့နှစ်ပေါင်းများစွာကတောနဲ့ထဲမှာဖြစ်ပျက်ခဲ့တဲ့အန်အောဖွဲ့ရာ လူသားနဲ့တရေမရဲ့ကြားကကြည်ကွေးဖွဲ့ရာဇလံလေးတစ်ပုတ်ပဲဖြစ်ပါရစေ။ကိုခန်းဆိုတဲ့မျိုးသားဟာအသက်30ဝန်းကျင် တကူရီအမဲလိုက်မဟုတ်ဆိုတယောက်ပါ။သူဟာနေတိုင်းလိုလိုတောထဲမှာအမဲလိုက်နေကြပါဘော။ ဘုံမှန်ဆိုရင်တော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ကိုဘုံနဲ့အမြဲလာတက်ပြီမယ်လို့လဲဒီနေ့မှာတော့သူတယောက်တည်းပဲအမဲလိုက်ထွက်လို့လာခဲ့ပါတော့ရေအကြောင်းရင်းကတော့ကိုဘုံဟာကောင်မလေးတယောက်နဲ့ရှိန်ပြီးတွားလည်နေတော့ပါပဲအဲဒါကြောင့်ပဲလူပြိုကြီးကိုခန့်တယောက်တကိုယ်တည်းတောက်ပကတော်ရဲကိုဝင်လို့လာခဲ့တာပေါ့ဗျာဒုက္ခပါပဲဒီနေ့သားကောင်ကြီးကြီးရရင်ဘလို့တည်ထုတ်ရပါမလဲမသိပါဘူးကွာဒီနေ့ကြမှာငဖုံးကလည်းသူ့ကောင်မလေးနဲ့လဲနေရတယ်လို့ အဲငါကြတော့လေအရှိကံခေလိုက်တာကွာဘယ်တော့မှများရှစ်သူရမှာလဲနော်ငါယုတ်ကြီးကလည်းကြည်ကောင်းပါရဲ့သားနဲ့ဘာလို့မိန်းကလေးတွေတရားအောင်မှငါစီကိုမလာတာလဲအသက်ကလည်း30ကျော်တော့မယ်အခုအထိကိုမစွန်သေးဘူးသူများကိုပဲ အားကြရမယ်ဘဝမျိုးပါလေမင်းကောင်ကမနာလို့လိုက်တာငါပေါ့ညာဟာ ကိုခန့်တယောက်ပါဇက်ကားနေတွတ်တွတ်ပြောရင်နေပူထဲမှာတားကောင်ကိုလိုက်ရှာလို့နေပါတော့ရိစီးကြလာတဲ့ရွှေတွေကိုခဏခဏတုပ်ပြီးရှေ့ကိုရှောက်လို့လာခဲ့ရတာပေါ့အချိန်9နာရီလောက်ခြောက်လန်းလာပြီးတဲ့နောက်မှာတော့တားကောင်ရှာပြီးတဲ့နောက်မှာမောပန်းလာတဲ့အတွက်ကြောင့်ကိုခန့်ဟာတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာခနာတာအနာယူဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့ရိအာဒီနေ့ရာသီဥတုကလည်းပူလိုက်တာကွာဒီပုံစံတိုင်းဆိုရင်တော့တားကောင်ရှာဖို့လွယ်မှာမဟုတ်ဘူး မထူးတော့ပါဘူးကွာလာလက်စားတဲ့သားကောင်ကိုတော့မိအောင်ဖမ်းရမှာပဲအရန်လဲမောနေပြီဆိုတော့ညနေလောင်းမှာဖမ်းတော့မယ်ကွာအခုတော့အကြီးကောင်းတဲ့တပင်ကိုရှာပြီးအဲ့ဒီတပင်အောင်မှာနောက်မှာပဲအချိန်တော်ကြောင့်တပင်ရိတ်ကိုလိုက်ရှာခဲ့ပေမဲ့လို့လဲစိတ်တိုင်းကြားတဲ့တပင်ရိတ်ကိုမတွေ့ခဲ့သေးတာကြောင့်ကိုခန်းတရားအတော်လေးကိုပြင်မလို့နေခဲ့ပါပြီနောက်ဆုံးမှာတော့အကြီးကောင်းတဲ့တပင်ကြီးကိုတွေ့သွားခဲ့ပြီးအနာယူဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်တော့တာပေါ့ တင်ပင်အောင်မှထိုင်လိုက်တာနဲ့ဘယ်ကောင်မှမသိတဲ့ငိုရှိုက်တဲ့အတန်တွေဟာပတ်ဝန်းကျင်ကူလုံးကိုပြန့်နှံ့လို့သွားခဲ့ပါတော့ရယ်။ကိုခန့်လည်းငိုတန်းချောင်းလန်နိုးလို့သွားခဲ့ပြီးအတန်လာရနေရာကိုလှမ်းကြည့်ခဲ့လိုက်ပါတော့ရယ်။အာဘသူများတိုးရင်းမှာငိုနေတာလဲကွာ။ဒါမင်းကလေးတန်ပဲ။ဒေါ်နဲ့ထင်းမှာဘဲကမင်းကလေးရောက်နေတာတော့ကွာ။အဖြစ်ဘူးမဖြစ်ဘူးသွားကြည့်အောင်ပါပါပဲ။ဒုက္ခရောက်နေတယ်ဆိုရင်လေကိုညီရတာပေါ့ကွာ။ ကိုခန်တယောက်လည်းရှည်ပြားထောက်ပြီးရှည်တံဖောပါကလေးနင်းလာကအတန်လာရနောက်ကိုတိတ်တဆိတ်ကလေးလိုက်လို့သွားခဲ့တော့တာပေါ့အနေငယ်လမ်းလျှောက်ပြီးသွားလိုက်တဲ့အခါမှာတော့တစ်ပင်တစ်ပင်ရဲ့အောက်မှာတယောက်ထင်းကိုယူနေတဲ့မင်းမျောလေးတူကိုတွေ့ခဲ့လိုက်ရပါတော့ရီကိုခန်းကလည်းကောင်မလေးကိုတွေ့တော့မှပဲတက်ပြင်းချနိုင်ခဲ့ပြီးရှည်တံကြည်ကြဲကြားအောင်နင်းနိုင်ခဲ့တော့တာပေါ့ရှည်တံကြောင့်မင်းကလေးဟာမျက်ရည်တွေပေးကျန်းနေတဲ့မျက်နှာနဲ့ကိုခန်းကိုလှဲကြည့်လာခဲ့ပါတယ်အဲ ညီမဘာလို့ငုံနေတာလဲကျွန်တော်ဘာများကုညီပေးရမလဲဗျာအကိုညီမကိုကုညီပါဦးညီမတော်ထဲမှာလမ်းပြောင်းနေရနှစ်ရက်ရှိသွားပါပြီခြေထောက်တွေလည်းညောင်းလုံးလုံးဘလို့မှပြန်လာအောင်ရှာမတွေ့တော့ဘူးဘယ်ဝဲသွားသွားဒီနာပဲပြန်ရောက်နေတာညီမအရန်စိတ်ညစ်လို့လာထိုင်ကိုနေမိတာပါအကိုဟင်ဟုတ်လားညီမရွာကဘယ်မှာလဲအကိုပြန်လိုက်ပို့ဝေးမယ်လေ ါနဲ့ညီမကဒီတော်ရဲကိုဘာလို့တယောက်တည်းဝင်လာရတာလဲညီမရဲ့တာမန်ယောက်ျားတယောက်အတွက်တောင်းမှာဒီလောက်အန်ဒီရဲများတာကိုမောင်စိုးကိုခန်းလည်းငုံနေတဲ့မိန်းကလေးနှားကိုတိုးရင်အိမ်ပြန်ပို့ပေးဖို့အတွက်လိုအပ်တဲ့အချက်တွေကိုမေးမြန်းပါတော့ရီကျမတို့ရွာနာမည်ကတော်ဆောင်ရွာပါအကိုဒီရမောက်စိုးအကိုကသိလို့လားအဲကြားတော့ကြားဖို့တလူလိုပါပဲဒါပေမဲ့ဘယ်လမ်းကိုသွားရမလဲဆိုတာကိုတော့သိချာမသိဘူးစိတ်တော်မပူပါနဲ့ ျွန်တော်အတဏ္ဍာရီဆုံးစူးစမ်းပြီးပါမယ်။ဒါဆိုညီမကအိမ်မပြန်နိုင်တော့ဘူးပေါ့နော်။အကိုလည်းမသိဘူးဆိုတော့ညီမကိုရွာပြန်ဖို့မဲ့သူမရှိတော့ဘူးအကိုရဲ့။အဲဒါဆိုရင်ဒီလိုလုပ်ပါလားညီမအကိုညီမကိုအကိုတို့ရွာကိုအရင်ခေါ်သွားပေးပါမယ်ပြီးမှရွာကလူတွေစီမှာညီမပြန်မယ့်ရွာလမ်းကိုမေးပေးကြည့်ပါမယ်စိတ်မပူပါနဲ့နော်ညီမအတွက်မှဲတဲ့ပေါ့တော့မစွန့်စီရပါဘူးအော်ဒါနဲ့အကိုနမေကကိုကတ်မှာ ညီမနမရဝေဝေပါရှင့်အခုညီမယုံပါတယ်ဘလို့ပဲဖြစ်ဖြစ်ညီမဒီကြောထဲမှာမနေရှင်တော့ဘူးအခုတို့ရွာကိုလိုက်ခဲ့ပါမယ်ကိုကန်ဟာဝေဝေကိုမြင်မြင်ချင်းရှေ့ကြိုက်မိသွားခဲ့ပါတော့ရှင်။တခါမြင်ဘူးတဲ့မိန်ကလေးဆိုပေမဲ့လို့လေကိုကန်ရဲ့အကြည့်တွေဟာဝေဝေနာကနေမခွာနိုင်ခဲ့တော့ဘူးပေါ့ဗျာ။ဘယ်မိန်ကလေးနဲ့မှဒီလောက်ထိရင်ခုန်တာမျိုးမရှိခဲ့ဘူးဆိုတာ ကိုခန့်ရယောင်သူ့ကိုယ်သူသတိထားမိခဲ့ပါရဲ့ဝေဝေလဲကိုခန့်ရဲ့အကြီးချောင်းရှက်ယွံပြီးမျက်နှာလွဲလို့နေခဲ့တာပေါ့သူတို့နှစ်ဦးကရတာစကားပြောပြီးတဲ့နောက်မှာတော့ကိုခန့်ဟာဝေဝေကိုသူ့ရွာစီကိုခေါ်ဆောင်သွားဖို့ဆုံးဖြတ်ခဲ့လိုက်ပါရဲ့တော်ရဲကနေအိမ်ပြန်လာတဲ့လမ်းတစ်လျှောက်မှာလဲကိုခန့်ဟာလူကြီးလူကောင်းတယောက်လိုဝေဝေကိုဂယုဆိုင်နဲ့ကူညီပေးတတာပေါ့ဝေဝေပင်ပန်းရင်နားခိုင်းပြီးတင်းရွက်တွေနဲ့ရက်ခတ်ပေးတာတွေအထီးလုပ်ပေးခဲ့ပါရဲ့ ီလိုမျိုးစေတနာထားတတ်တဲ့ကိုခန်းရဲ့အပြုအမူကြောင့်ဝေဝေလေးကိုခန်းကိုစိတ်ဝင်စားလို့လာခဲ့တော့ပါကိုခန်းညီမခြေထောက်တွေညောင်းလုံးလို့ရှင်းဆက်မသွားနိုင်တော့ဘူးအခုနမကြည့်ခင်ကလေးကညီမလမ်းရှာနေရနေရပြည့်သွားပြီဒီနေ့ဆို၃ရက်ရှိပြီလေအကိုအားနာပေမဲ့ညီမဘလို့မှလမ်းဆက်မလျှောက်နိုင်တော့ဘူးအကိုရေအကိုညီမကြောင့်ခရီးကြံ့ကြာနေရောမှာပဲ မြမရဲ့အကြောင်းလေးကြားရတာအကူတကယ်စိတ်မကောင်းပါဘူးဝဝေရဲ့အကူကပြဿနာမရှိပါဘူးအားမနာနဲ့ရတယ်ဒါဆိုရင်ဒီညတော့ဒီတော်ရင်မှာပဲနားကြတာပေါ့ဒီဘက်တော့ကတားရဲ့တိရစ္ဆာန်တိတ်မရှိပါဘူးလာရင်လည်းအကူတယောက်လုံးရှိတာပဲဘာမှမပူနေနော်ဒါဆိုရင်ဒီညတော့မိဘုံဖို့ပြီးဒီတပင်နာမှာပဲအိတ်ကြတာပေါ့ အဲဒီညမှာတော့သူတို့နှစ်ဦးမိဘုံပေးမှထိုင်ပြီးစကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။အချိန်ကြာလာတာနဲ့အများတယောက်နဲ့တယောက်ဟာအိုမိုရင်းနှီးလွတ်လာခဲ့ကြတာပေါ့။လာပါတဲ့ပဝင်ချင်းချောင်းရောကိုခန်းရဲ့အရှိစိတ်ထိမရတော့တာကြောင့်ကိုခန်းလည်းဝေဝေးကို သူ့ရင်ထဲကစကားတွေကိုဖွင့်ပြောခဲ့လိုက်ပါတော့တယ်။ဝေဝေးမင်းတည်လားအကိုလူလားမြောက်တဲ့အချိန်ကနေစပြီးအခုအချိန်ဒီဘသူ့ဘုံမှာစိတ်ဝင်စားဖို့တာမရှိသေးပါဘူး။ဒါပေမဲ့လေအခုမင်းနဲ့တွေ့မှာပဲ မင်းဟာအကိုရဲ့စောင့်မျှော်နေတဲ့မိန်းကလေးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒါအကိုညီမကိုရှစ်တယ်ကွာ။အိုးဘာမှလည်းမဆိုင်ပါလားအကိုရဲ့။ကျမကိုမနောက်ပါနဲ့။ကျမကရိုးသားတဲ့တောထူမလေးတယောက်ပါ။ဘသူရဲ့ပြည့်ရဲ့ကောင်မှမသိပါဘူး။အချစ်ဆိုတာကိုလည်းမခံစားချင်ပါဘူး။တငယ်ချင်းတွေကိုကြည့်ပြီးညီမစိတ်ကုန်လာပါပြီ။တကယ်ပါအကိုအမှန်တိုင်းပြောနေတာပါ။ ကျိန်ဆိုခိုင်းရင်တော့မှအကိုကျိန်ဆိုရဲပါတယ်အကိုညီမကိုရှင့်နေပြီညီမရဲ့ဘာလို့လဲညီမကအကိုကိုမရှင့်ဘူးလားညီမပြန်မရှင့်ရင်တော့မှအကိုစိတ်မဆိုးပါဘူးညီမရဲ့အခုမြင်အခုရှိရေးဆိုလို့လေညီမကအကိုရဲ့အရှိတွေကို အပေါ်စားဆန်တယ်လို့ထင်နေပုံပဲတခါတလေမှအရှိဆိုတာယုတ်တရက်ထွက်ပေါ်လာတာမျိုးပါညီမကိုမဆုံးချုံးချင်လို့အခုလိုအရင် ဖွင့်ပြောရတာပါနော်။ဘာပဲဖြစ်ဖြစ်ညီမဘက်ကဘလို့ပဲတုံ့ပြန်တုံ့ပြန် မြမကိုအိမ်ပြန်ရောက်တဲ့အထိဘေးကင်းအောင်ကူညီပေးမယ်လို့အကူကတိပေးပါရယ်အမှန်တမ်းပြောရရင်မြမလည်းအကူနဲ့စတွေ့ရနေကြတဲ့ကစိတ်ထဲမှာထွတ်ထွတ်ရှားရှားခံစားရပါတယ်ဒီလိုပြောလို့ဒီမိမကလွယ်လိုက်ကြလို့အကူပြောရှင်လည်းပြောနိုင်ပါတယ်ဒါပေမဲ့မြမစိတ်ထဲမှာအဲ့လိုပဲတကယ်ခံစားရတာပါမြမတို့နေရောက်ရေဆက်ရှိခဲ့တဲ့ခြင်းနဲ့နော် ဝေဝေလေသူ့ရဲ့ရင်တွင်းစကားတွေကိုပုပ်ပွနေလင်းပြောပြခဲ့လိုက်ပါတယ်။လူပြိုနဲ့အပြိုနှစ်ယောက်တည်းအနီးကပ်ရှိနေခဲ့ကြပြီးရှင်းရှင်းမြတ်တာတွေကြောင့်တဘာဝတရားရဲ့အလယ်မှာပဲအရှိတွေပေါက်ပွားလာခဲ့တော့တာပေါ့။ ဒီလိုနဲ့အဲ့ဒီညမှာပဲသူတို့နှစ်ဦးဟာလင်မယားအဖြစ်ပေါင်းတင်ခဲ့ကြပါတော့တယ်။နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့ကိုကန်းဟာသူရှိတဲ့မိန်းကလေးနဲ့အတူတူအိတ်ပြော်နေတုန်းမှာပဲရုတ်တရက်ပုတ်တိုးနံစုံနေတဲ့အနံဆိုးကြီးဟာသူ့ရဲ့နှာခေါင်းထဲကိုလာရိုက်ခတ်ပါတော့တယ်။ကိုကန်းတယောက်မျက်လုံးတွေဖြူးကျဲလိုလာခဲ့ပြီးအိတ်ညာကနေထားထိုင်ခဲ့လိုက်တော့တာပေါ့။ဘေးနာကဝေဝေးကိုလှည့်ချခဲ့လိုက်တဲ့အခါမှာတော့ကိုကန်းဟာချက်ရှင်းကိုထိတ်လန့်လို့သွားခဲ့ပါရီ ဘာကြောင့်လဲဆိုတော့ဝဝီရဲ့ညာကလှပလာတဲ့မျက်နှာလေးဟာပုတ်ပွားရွေးယိုနေပြီးပုံပြက်နေတာကိုတွေ့လိုက်ရလို့ပါပဲ။အာဘာဘာကြီးလဲဘာကြီးလဲကိုခန့်လည်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဝဝီအနာကနေအနောက်ကိုဆုပ်လို့သွားခဲ့ပါတယ်။ဝဝီလည်းကိုခန့်ရဲ့အော်တန်ကြောင့်နိုးထလို့လာခဲ့တော့တာပေါ့။ကိုခန့်ရဲ့အော်တန်ကြောင့်သူမနိုးလာခဲ့ပေမဲ့လို့လေသူမရဲ့မျက်နှာဟာကြောက်နေတဲ့ပုံမပေါ်ပဲပုံမှန်အတိုင်းသာဖြစ်လုံနေပါတယ်။အကိုဘာဖြစ်တာလဲ ဘာလို့အဲ့လောက်တောင်អော်နေရတာလဲအကိုရဲ့အိမ်မက်ဆိုရီပါရင်ညာမက်လို့လာရင်អော်ဘာဘာမှဘာမှမဟုတ်ပါဘူးညီမရဲ့အကိုအိမ်မက်ဆိုရီမက်ပြီးထအော်မိတာပါအကိုကိုစိတ်မပူမယ်နော် အကိုဘာမှမဖြစ်ဘူးရရရတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်လက်တွဲပြီးရွာကိုပြန်လာခဲ့ကြတာပေါ့ကိုကန့်ဟာဝေဝေကိုသူ့ရဲ့မိဘတွေနဲ့မိတ်ဆက်ပေးပြီးသူ့ရဲ့မိဘတွေကိုလည်းဝေဝေဟာ သူ့ရဲ့ဇနီးဖြစ်ကြောင်းပြောပြလိုက်ပါတော့ရီပါ ဇနီးဟုတ်လားဒါဆိုမင်းတို့ကလင်မယားတွေဖြစ်သွားကြပြီပေါ့ဒါနဲ့ဒီမိမကဘသူလဲဘယ်ရလာတာလဲဘာလုပ်ငန်းတွေလုပ်တာလဲမင်းခန့်မင်းမိမတယောက်ကိုတေချာမလေ့လာပဲနဲ့ဘာလို့လက်ချလိုက်ကြလဲဒီရွာသူယူပါဆိုတော့လေအယိုးများတတိရှိခါတလေးနဲ့အခုတော့ကြုံရမိမကိုယူလာလိုက်ကြများပြောဘူးမပြောရှင်တော့ပါဘူးတော်ကြီးတယောက်တားဖြစ်သူကိုအကြီးအကျယ်စိတ်ဆိုးလို့နေခဲ့ပါရဲ့ ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကားပဲဒေါ်ကြီးဟာတားပြည့်သူအိမ်တော်ပြုဖို့အတွက်ရွာတွေကကီတီးဆိုတဲ့ကောင်မလေးရဲ့အိမ်ကိုစကားသွားကန်လန်းထားခဲ့တာကြောင့်ပါပဲမိခင်နဲ့တားပြည့်သူရဲ့ကြားကသက်ဆန်ရေးပြည်လဲစေဖို့အတွက်ဖခင်ဖြစ်သူဦးဆိုကားပဲဂျားဝင်စကားပြောပေးခဲ့ပါတယ်။ကဲပါမေကြီးရဲ့ထားလိုက်ပါတော့ငါတို့သားလေးအရွယ်ရောက်နေပြီပဲသူ့ဘာသာသူ့ရှိရေးကိုဆုံးဖြတ်ပါစေတော့ကီတီတို့အိမ်သွားပြီး တောင်းပန်ကြတာပေါ့ကွာငါတို့လည်းတိမမတိခဲ့တာသူတို့ခွင်းလုံမှာပါကွာမင်းစိတ်မလို့စမ်းပါနဲ့နော်ဒါပေမဲ့ကျမကကေတီကိုသူမိဘတွေစီတော်တောင်းမိပြီလေကေတီကလည်းကျမတို့စကားကိုသဘောတူထားတယ်အခုလိုစကားကြုံပြီးမှကျမကဘဲမျက်နာနဲ့တွားပြီးတောင်းပန်ရမှာလေကေတီကစိတ်သဘောထားလဲကောင်းတယ်အိမ်မှုကိစ္စလည်းကျွမ်းကျင်တယ်အရေးကြီးဆုံးကသူ့ဟင်ချက်လက်ရာတွေက အရန်စားကောင်းတဲ့တော်ရဲ့ တော့သားယူလာတဲ့တယောက်ကရောခီတိလိုတော်ဝမလားဒေါ်ကြီးတယောက်အခုမှရောက်လာတဲ့ဝေဝေးအပေါ်အာနာမှုတစ်စက်လေးတော့မရှိဘဲပြောကြည့်ရတွေကိုစွပ်ပြောနေပါတော့ရီကိုခန့်ကလည်းဝေဝေးတယောက်မျက်နှာငယ်နေတာကိုမြင်တော့ချက်ရှင်းပဲဘေးနားကနေပွေဖက်ပြီးအားပေးနှင်းသိမ့်ခဲ့လိုက်ပါတော့ရီအမေဘလို့ပဲဖြစ်ဖြစ်အခုဝေဝေးကကျွန်တော်ရဲ့ဇနီးတယောက်ဖြစ်သွားပြီလေအမေဝေဝေးကိုလေးလေးစားစားဆက်ဆံပါမိယာကျွန်တော်ဝေဝေးကိုပဲရှိတာကြီးတိကိုမရှိနိုင်ဘူးဗျာဒီကိစ္စကိုလက်ခံပေးပါမေရဲ့ အမေလက်မခံရင်တော့ကျွန်တော်တို့လင်မယားတွေကို့ဘာသာကိုပဲအိမ်ခွင်းနေတော့မဲဗျဟုတ်ပါတယ်လေအမေကြီးရဲ့ကလေးတွေကိုသဘောတူပေးလိုက်ပါကွာအသက်တွေလည်းကြီးနေပါပြီမာနလေးတွေကိုရှော့လိုက်ကြရအောင်ကွာအေးကောင်းပြီလေစိတ်လျှော့ဆိုတော့လေရှော့ပေးရတာပေါ့ဒါပေမဲ့ငါအိမ်မှာတော့မင်းတို့မနေရဘူးမင်းတို့လင်မယားနေအောင်တရက်ချန်နေရတဲ့အိမ်မှာတွားနေကြဘယ်တော့မှငါအိမ်ဘက်ကိုဥတီမလာနဲ့ တရက်ချန်ထဲမှာနေပြီးနေ့ရောညပါတရက်ဒီပဲစားကြစားစရာမရှိရတဲ့တနေ့မင်းတို့ဘယ်လောက်ထိရှင်းနိုင်မလဲဆိုတာငါကြည့်အောင်မဲဟွန်းအဲ့ဒီညမှာပဲကိုခန့်ဟာတနီးဖြစ်သူကိုသူ့ရဲ့တဲအိမ်လေးစီခေါ်သွားခဲ့ပါတယ်။တဲအိမ်ကလေးထဲမှာတော့ညကစားလင်မယားဖြစ်တာကြောင့်အိမ်သုံးပစ္စည်းတွေကမစုံလင်လာဘူးပေါ့ဗျာ။ဝေးမင်းဒီမှာနေရတာအဆင်ပြေရဲ့လား။အကူမင်းကိုအရန်အားနာရဲကွာ။မြမအဆင်ပြေပါတယ်အကူရဲ့။ ညီမနေတတ်ပါတယ်။အကိုသာညီမအနားမှာရှိရင်ဘယ်နေရာပဲဖြစ်ဖြစ်ညီမနေနိုင်ပါတယ်။အကိုသာညီမကိုစိတ်မပြတ်ပါစေနဲ့လို့ပဲညီမကဆွတောင်းနေရတာ။အော်စိတ်မပြတ်ပါဘူးမိမရဲ့။ဒါနဲ့မနေ့ပြန်ကြရင်ရွာစကြီးဥယုံကိုတော်ဆောင်ရွာသွားတဲ့လမ်းကြောင်းသွားမိပြီမယ်နော်။ဝေးလေအိမ်ပြန်ကြည့်ရောပေါ့။လမ်းတီးတာနဲ့အိမ်ပြန်လိုက်ဖို့ဝေးမယ်ကြလား။ဝေးအိမ်ရောက်တာနဲ့ဝေးမိပါတွေကိုခွင်တောင်းပြီးဝေးကိုလက်ထက်မယ်ကွာ။ဟုတ်ပြီလား။ ဟုတ်ကဲ့ပါအကိုဒါပေမဲ့ရွာမပြန်ခင်ညီမတို့ဒီမှာနောက်ထပ်3-4ရက်လောက်နေခွင့်ပေးပါလားဝေကိုနဲ့ခဏလေးတော့မခွဲရှင်သေးဘူးမခွဲနိုင်သေးလို့ပါကိုရဲ3ရက်နေပြီးရနဲ့ဝေရွာကိုပြန်မမယ်ရတာပါဝေရဲဝေကတိတ်အပြောကောင်းတာပဲနော်အဲ့ဒါတွေကြောင့်ကိုကဝေးကိုမခွဲနိုင်တော့တာကဲပါလာလာလာညနေနေပြီအိပ်ရဝင်ကြရအောင် ဲလုံးနဲ့နှစ်ဦးသားဟာအိယာဝင်ခဲ့လိုက်ကြပြီးအိပ်ပျော်လို့သွားခဲ့ကြပါတယ်။ဟေးအရှိမလဲနေရကငါငါမဟုတ်လားငါဘာဖြစ်လို့အဲ့ဒီပုံစံဖြစ်နေရတာလဲမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါငါမဟုတ်ဘူးအဲ့ဒီပုတ်ပွားနေတဲ့အလောင်းကောင်ကငါမဟုတ်ဘူး ရုတ်တရက်ဆိုသလိုပဲဝေဝေလေးအိမ်မဆိုးကြောင့်လန်တို့လာခဲ့ပြီးတဲအိမ်ရှိကတစ်ပင်အောက်မှာထိုင်ကုန်နေခဲ့ပါတော့ရယ်။ဒီမှာဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုပြန်စင်းစားခဲ့ပေမဲ့လို့လည်းဘလို့မှစင်းစားမရပဲစိတ်ရှုပ်ထွေးကငိုပဲငိုရလို့နေခဲ့တော့တာပေါ့။ကောင်းအေးစဉ်းစားပြီးနောက်ဆုံးမှာတော့လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်ရက်ကိုသူပြန်လည်မှတ်မိသွားခဲ့ပါလေ။ကိုကြီးပါအောင်ကိုကြီးကြပါအောင်ရှင်ဒီနားမှာဘာလို့ရှိလဲ။စင်ကြီးကျမကိုဒုက္ခပေးရောမယ်။ကျမမသိရှင်သေးဘူး။ ကျွန်မကိုခေကြပါအောင်။မညံတွေပြန်ရလာတဲ့အချိန်မှာတော့ဝေဝေဟာသူတည်ဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ဖြေမစင်နိုင်အောင်ဖြေရင်အချိန်တော်ကြာအောင်ငိုကြွေးလို့နေခဲ့တော့တာပေါ့။နောက်ဆုံးမှာတော့သူမရဲ့စိတ်ကိုထိမ့်ပြီးကိုခန့်နဲ့သူမတို့ရဲ့ကျင်စာဦးတဲရင်လေးစီကိုပြန်လာခဲ့ပါတော့တယ်။ငါဘာဖြစ်နေရလဲ။ငါမမီးတဲ့လောက်ဆိုငါတည်သွားပြီမဟုတ်လား။ဒါဆိုဘာလို့ငါကဒီအကိုချစ်ကြည့်လို့ရနေရလဲ။ သေပြီးသားလူတွေကအသက်ရှင်နေသေးတဲ့လူတွေကိုထိလို့ရတာလား။အိုးမသိတော့ဘူး။စိတ်တွေရှုပ်လိုက်တာ။ဝေဝေဟာသူ့ရဲ့အကြောင်းတွေကိုတဲအိမ်ရှိမှရဲရင်တယောက်တည်းညှိတွားနေခဲ့မိတော့တာပေါ့။အဲ့ဒီအချိန်မှာပဲတဲတဲကနေဝေးဆိုတဲ့အော်ခေါ်တန်လေးကိုကြားလိုက်ရပါတော့တယ်။ဝေဝေဝေရေမင်းဖယ်မလား။ ကိုခန်းလည်းဝဝေးကိုမတွေ့ရတာကြောင့်ဝဝေးကိုရှာဖို့အတွက်အိမ်တကားကိုပြန်ပြီးထွက်လာခဲ့တော့တာပေါ့တကားပြန်လိုက်တာနဲ့တဲအိမ်ချီမှာငိုနေတဲ့ဝဝေးကိုမြင်တွေ့လိုက်ရပါတော့တယ်ဝေးဝေးမင်းဘာတွေဖြစ်နေတာလဲဘယ်ရီချောက်သွားနေရလဲကွာကိုနဲ့ခွဲရမှာဆိုလို့ငိုနေတာလားကဲပါဝေးရဲ့ဝေးရဲ့ရွာကိုကိုလိုက်ပို့ပါပါကိုနဲ့မခွဲရဘူးနော်မငိုနဲ့တိတ်တိတ်တိတ်ကိုခန်းလေးမိမဖြစ်သူကိုအာပိနှစ်သိမ်းရင်ရင်ခွင်ထဲမှာဖတ်ထားခဲ့လိုက်ပါတော့ရေ သူ့ရဲ့အထင်နဲ့သူမိမဖြစ်သူကိုနှစ်သိမ့်ပေးမယ်လို့လည်းဘိုးဝေးရဲ့ရင်ထဲမှာတော့ပလောင်ဆူလို့နေခဲ့ပါပြီ။ကိုဝေလေညညဆိုအိမ်မက်ဆိုရီမက်နေရဲ့အကိုအိမ်မက်ဆိုရီမက်လို့လမ်းလျှောက်ထွက်လာတာပါ။အကိုစိတ်မပူနေတော့နော်။ဝေပါမှမဖြစ်ဘူး။ဘာလဲဝေကိုကိုအမှန်တမ်းပြောပါအမေကြောင့်ဝေစိတ်ညစ်နေရလား။အမေပြောတာတွေကိုလည်းစိတ်ထဲမထားပါနဲ့ဝေရေကိုတို့အစဉ်ပြေသွားပါပါမဟုတ်ပါဘူးကိုရေအဲဒီလိုမဟုတ်ပါဘူး ဒါနဲ့အကို့ဝေပြောစရာရှိရဲ့မနေ့ပြန်ဝေကိုတော်ရဲခေါ်သားပေးပါလားဟင်နော်အကိုနော်ခေါ်သားပေးမှမဟုတ်လားဘာလို့လဲဝေကဘာလို့တော်ရဲသွားချင်ရတာလဲတော်ရဲမှာဘာလို့ခြင်းလို့လဲအကိုရှာလာပေးပါမယ်ဝေကအိမ်မှာပဲနားနေလေတော်ကအယမ်းပင်မနဲ့မသွားပါနဲ့ဝေရဲ့အိမ်မှာပဲနေခဲ့ဟုတ်ပြီလားကဲဝေဘာလို့ခြင်းလဲပြောမနေ့ပြန်ကိုတော်ရဲကိုသွားပေးပါမယ်မဟုတ်ဘူးကို ဝေတော်ရဲသွားရမကိုဖြစ်မှာတော်ရဲမှာဝေကို့ကိုပြစရာတခုရှိလို့ပါဝေတို့မနဲ့ပြန်တော်ရဲကိုသွားကြရအောင်နော်ကဲပါလေကောင်းပြီကောင်းပြီဒါဆိုမနဲ့ပြန်စောစောထားပြီးသွားကြတာဗောအခုတော့ဓမင်းစားရအောင်ကွာလာကိုအားလုံးရှက်ပြုတ်ပြီးပြီနောက်တနေ့မနက်မှာတော့လင်မယားနှစ်ယောက်ဟာတောထဲကိုသွားခဲ့ကြပါတော့ရီအချိန်တော်ကြာအောင်လမ်းလျှောက်လာပြီးတဲ့နောက်မှာတော့တောနဲ့ထဲကိုရောက်လို့လာတာပေါ့အာ မေကပုတ်အဲအနှံကြီးလဲကွာအနှံ့ကအရန်ပြင်းနေတကောင်ကောင်တိတ်သားတယ်လို့ပဲကွာနန်လိုက်တာဝေးနှာခေါင်းကိုပိတ်ထားအရန်နန်နေကိုခန့်တရားနှာခေါင်းကိုပဲရင်ပြောနေတဲ့ပုံစံကိုကြည့်ပြီးဝေဝေတရားစိတ်မကောင်းဖြစ်နေကြပါတော့ရိအဲဒီချိန်မှာပဲစူညံတဲ့ငိုတန်တွေဟာသူတို့နှစ်ဦးရဲ့အနီးနားကနေထွက်ပေါ်လာခဲ့တော့တာပေါ့ဟာလူလူတွေပါလားတောနဲ့ကြီးတွေမှာဘာလာလောက်ကြတာလဲမုတ်ဆိုးတွေပဲဒီနားကိုလာတက်တာပါဘာတွေဖြစ်နေတာလဲမသိဘူးဝေး လာကိုတို့သွားကြရအောင်ကိုခန့်ဟာဝေဝေရဲ့လက်ကိုဆွဲပြီးသွားကြည့်ဖို့အတွက်လှုပ်ခဲ့ပေမဲ့ဝေဝေဟာကိုခန့်ရဲ့လက်ကိုတွဲဖို့အတွက်ညင်းဆန်းရင်အနောက်ကိုဆုပ်လို့သွားခဲ့ပါတော့ရယ်အကိုပဲသွားကြည့်လိုက်ပါညီမဒီမှာပဲရက်ဆောင်နေပါမယ်အကိုသွားလိုက်နော်ညီမမကြည့်ရှင်လို့ပါအကိုညီမကြည့်ပြီးရင်စိတ်မသက်မသာဖြစ်မိမှာဆိုလို့ပါ ကိုခံသွားကြည့်တဲ့အခါမှာတော့ရွာသားတွေဟာအလောင်းတလောင်းကိုအဝိနဲ့ထုတ်ပူးနေတာကိုတွေ့လိုက်ရပါတယ်။ငိုတဲ့သူကလည်းငိုရင် အလောက်ရှုပ်လို့နေခဲ့ကြတော့တာပေါ့ဗျာ။ကိုခံတယောက်တီးကျင်စိတ်ကိုမထိနိုင်တော့ပဲအချိုးအချောင်းကိုမီးမြန်လိုက်ပါတော့တယ်။ဒီမှာဘာဖြစ်တာလဲဗျာ။ဒီအလောင်းကရောဘသူဆုံးသွားလို့လဲဗျာ။ဒီတော်ထဲမှာမှလာဆုံးရတယ်လို့ဗျာ။တနာပါတယ်။ကျွန်တော်တော့ကြည်ရင်နဲ့စိတ်မကောင်းဖြစ်လာပြီဗျာ။ဒီအလောင်းကအတော်သမီးအလောင်းမှာကွယ်။ အတော်သမီးလေးကစင်နှင်းလို့တည်ရာအစကအတော်လည်းမသိပါဘူးတော်ရဲသွားတဲ့သူတွေပြန်လာပြောလို့အခုမှအလောင်းလာသေးရတာကွယ်ကြောက်နေတာသုံးလေးရက်လောက်ရှိနေပြီဒီနေ့မှပဲအလောင်းကိုရှာတွေ့ရာအတော်သမီးလေးကန်ဆိုးလိုက်ကြကွယ်အတော်ဒီလိုဖြစ်မယ်မှန်းသိရင်ချင်းလာမခုတ်ခိုင်းပါဘူးအခုတော့သမီးလေးရဲ့ ဒေါ်ရဒီလည်းတမီးရဲ့အလောင်းကိုကြည်ရင်ခြိုက်ကြီးတဲ့ငယ်နဲ့ငိုကြွေးကပြောပြလို့နေခဲ့ပါရယ်ကိုခန့်တယောက်ဒေါ်ရဒီရဲ့အပူကိုကိုချင်းစာတဲ့စိတ်နဲ့ခြေကွဲလို့နေခဲ့ရရှာတာပေါ့ဘလို့အားပေးနှစ်သိမ့်ရမလဲဆိုတာစကလုံးရှာမရခဲ့ပါဘူးရောက်လက်စားနဲ့မထူးတော့တာကတကြောင်တည်တဲ့သူကိုတည်ကျင်တာကတကြောင်ကြောင်ကိုခန့်ဟာအလောင်းသားကိုသွားပြီးပိတ်ဆောက်ကိုဖွင့်က အလောင်းကိုကြည်ခဲ့လိုက်ပါရယ်အလောင်းကိုမြင်တဲ့အခါမှာတော့ကိုခန့်တယောက်အယံကိုထိတ်လန့်လို့သွားခဲ့တာပေါ့ ။ဘာဖြစ်လို့လဲဆိုတော့တေဆုံးနေတဲ့သူဟာသူ့ရဲ့ဇနီးဖြစ်သူဝဝေဖြစ်နေလို့ပါပဲ။မဟုတ်မဟုတ်တောင်းဖြစ်နိုင်ဘူး။အစောနာကတော့ငါဝဝေနဲ့တူတူလမ်းလျှောက်လာခဲ့တာပဲ။ဒါဘလို့ဖြစ်ရတာလဲ။မဟုတ်ဘူးမဟုတ်ဘူး။ငါမိမနဲ့ရုပ်ရှင်စင်တာနေမှာငါမိမအိမ်ပြန်သွားတာဖြစ်ရမယ်။ငါလည်းအိမ်ပြန်မယ်။အိမ်ပြန်ရင်းနဲ့တောထဲမှာရှာကြည့်ရမယ်။ ကိုခန်းလည်းငိုရိုရင်းမိမဖြစ်သူကိုတောထဲမှာလိုက်ရှာခဲ့ပါတော့ရယ်။ဗဇက်ကနေလည်းမိမဖြစ်သူရဲ့နာမည်ကိုတွတ်တွတ်ခေါ်ရင်းတောထဲမှာရှောက်ပြေးလို့နေခဲ့တော့တာပေါ့။ဝေးဝေးဝေးရေမင်းဘယ်ရီသွားနေရလဲကွာ။စောနာကကိုမြင်ခဲ့တာကမင်းရဲ့ရုပ်အလောင်းမဟုတ်ဘူး။မဟုတ်ဘူးမလားလို့ဝေးဝေးခုပဲမှာလဲကိုစီပြန်လာခဲ့ကွာ။ကိုကဗာမ ्या အမားလုံးမိလို့လေကိုကိုမထားခဲ့ပါနဲ့တော့ပြန်လာပါပြန်လာပါဝေးရေ။ အချင်းချင်းအခါခါအော်ခေါ်နေခဲ့ပေမဲ့လို့လေဝူဝီရဲ့ပုံရိပ်ကိုတဏီယာမမမတွေ့ခဲ့ရဘူးပေါ့နောက်ဆုံးမှာတော့အိမ်ကိုပြန်လာခေလိုက်ပြီးအိမ်ရှိကတဲကလေးမှစောင့်နေခဲ့ပါတော့ရိနေတိုင်းလိုလိုမအိမ်နိုင်မစားနိုင်ဖြစ်နေခဲ့တာကြောင့်ကိုခန့်မိခင်ကလည်းတားအတွက်စိတ်ပူလို့လာခဲ့ရတာပေါ့နောက်ဆုံးမှာတော့စိတ်ကိုလျှော့ပြီးတားဖြစ်သူကိုအိမ်မှာလာနေဖို့တွားခေါ်ပါတော့ရိတားရဲ့မင်းကြီးတို့တမိုင်းမိုင်းတထွေတွေနဲ့ဘယ်အချိန်ကြီးနေရုံမလို့လဲအမေနဲ့ပြန်လိုက်ခဲ့လား တားကြိုက်တဲ့ဟင်းတွေအမိရှက်ထားတယ်။တေတဲ့သူကတေသွားပြီပဲသားရဲ့စိတ်ကိုလျှော့လိုက်ပါတော့ကွယ်။လိမ့်ပါတယ်။အမိနဲ့ပြန်လိုက်ခဲ့နော်။အမေရဲ့စကားကိုကြားတဲ့အခါမှာတော့ကိုခန်းလေးထိုင်နေရာကနေထားခဲ့လိုက်ပြီးမိခင်ဖြစ်သူနဲ့စကားလာပြောခဲ့ပါရဲ့။အမေတာမိမကမတည်ဘူးဗျ။တားတည်တယ်။တေသွားတာကတာမိမမဟုတ်ဘူး။တားသူ့ကိုတွေ့ပြီးမေးအောင်မယ်ဗျ။တားတောင်းမှမာရဲမေယာအခုချိန်မှာတားတယောက်တည်းနေပြရစီဗျ။ အကိုခန့်ကလည်းကေတီတို့နဲ့ပြန်လိုက်ခဲ့ပါကေတီတယောက်လုံးရှိနေသေးရပဲဘာအောင်ငယ်စရာရှိလို့လဲကေတီအကိုကိုစောင့်ရှောက်ပေးပါမယ်ပြန်လိုက်ခဲ့ပါနော်ကေတီတယောက်ဘလို့ပဲနားရှာနားရှာကိုခန့်တယောက်နားမထောင်ခဲ့ပါဘူးမိမဖြစ်သူဝေဝေပြန်လာကိုသာစောင့်ဖို့အတွက်စိတ်ဆုံးပြတ်ထားခဲ့တာကြောင့်ဘသူပါပြောပြော နောက်ဆုတ်ဖို့အစီအစဉ်မရှိခဲ့ဘူးဗော။အကိုပါရစဉ်းစားနေရလေအကိုအိမ်ပြန်လိုက်ခဲ့မှာမဟုတ်လားအကိုအိမ်ကိုပြန်ရောက်ရင် အခုစားရှင်နာတွေအားလုံးရှက်ပြီးမယ်လေပြန်လိုက်ခဲ့ပါနော်ကျေးဇူးတင်ပါတယ်ခေတီဒါပေမဲ့အခုဒီမှာပဲနေနေတယ်နောက်ရက်အနေနဲ့လောက်နေပြီးရင်တော့အခုပြန်လာခဲ့ပါမယ်အခုတော့အမေကိုကောပြီးပြန်တော့နော်အဲ့ဒီညာကိုခန်းတယောက်အဲ့ဒီတုန်းမှာပဲအတန်တကူကြောင်ရုတ်တရက်လန်တို့သွားခဲ့ပါတော့တယ်အဲ့ဒီညာကနေထားထိုင်လိုက်ပြီးဘေးကိုကြည့်တဲ့အခါမှာတော့ဝေဝေကိုတွေးခဲ့လိုက်ရပါတော့တယ်ဝေဝေမိကိုအနာကိုပြန်လာတယ်နော် ကိုတိသားပဲဝေကိုကိုခွဲမသွားဘူးဆိုတာဝေကိုကိုထားမသွားပါနဲ့နော်ညီမအကိုကိုခွဲမသွားပါဘူးအကိုရဲ့ညီမအကိုစီပြန်လာပြီနော်အကိုနဲ့ပဲဝေတက်တက်လုံနေမှာတိလားအကိုကိုဝေထားမသွားပါဘူးအကိုရဲ့ဝေကိုကိုစွန့်ပြစ်မသွားလို့ကျေးဇူးတင်ပါတယ်ကွာအကိုတိသားပဲဝေကိုကိုထားမသွားဘူးဆိုတာညီမပြန်လာတာက အကိုရဲ့အမေကိုလက်စားချေဖို့ ကျမတို့ရဲ့ချစ်ချင်ကိုတားဆီးခဲ့တဲ့အကိုရဲ့အမေကိုရှင်းပြဖို့ပဲအကိုအမေကကျမတရေဆိုတာကိုသိပြီးကျမအလောင်းရှိရဲ့နေရာကိုနတ်ဆရာရင်းနဲ့မေးခဲ့လို့အခုလိုကျမတို့ခွဲရတာမကြင်နဲ့ဘူးလုံးဝမကြင်နဲ့ဘူးအဲဒီညမှာပဲဝေဝေဟာတရဲအတွင်နဲ့ပြန်ပေါ်လာခဲ့ပြီးကိုခန့်ရဲ့မိခင်ဖြစ်သူကိုကလဲစားရှိဖို့ဆုံးဖြတ်ခဲ့ပါရယ်ကိုခန့်အမေရဲ့အိမ်ပေါ်မှာတော့ကြီးကန်းတွေရှိလို့နေခဲ့ပြီးတအားအော်ခဲ့လို့နေခဲ့တော့တာပေါ့ ဒေါ်ကြည်ကလည်းညာဘက်ကြီးအချိန်မတော်ကြီးကန်းတွေမလားစဘူးလာနေခဲ့တာကြောင့်အိမ်ခေါင်မိုးပေါ်ကိုကြီးရင်အကြံတကူပေါ်လို့လာခဲ့ပါတယ်။တရှိတချောင်းကိုဆွဲပြီးအိမ်ချေထွက်လာကအိမ်ခေါင်မိုးပေါ်မှာရှိတဲ့ကြီးကန်းတွေကိုမောင်းထုတ်ခဲ့ပါတော့တယ်။ဟဲ့ကြီးကန်းစုပ်တွေငါအိမ်ရန်နေအမြန်ထွက်သွားကြစမ်းစက်တီရုပ်တယ်မသွားလို့တော့ဒီသားနဲ့တကောင်ချင်းခောက်တက်ပလိုက်မယ်။သွားသွားထွက်သွားကြ။ဟိုတရေမောက်ခုတ်ဖို့လောက်ထားတဲ့ဓာတ်ကညီတို့အတွက်ဖြစ်သွားမယ်။ ။ဒေါ်ကြည်လည်းကြီးကန်းတွေကိုအစွမ်းကုန်ရှောင်လန်းခဲ့ပေမဲ့လို့လေကြီးကန်းတွေကတော့ဘယ်ကူမှမသွားကြတော့ပါဘူး။ခေါင်းမိုးပေါ်မှာသာဝဲရင်တအားအောင်နေခဲ့ကြတော့တာပေါ့။အဲ့ဒီချိန်မှာပဲခေါင်းမိုးတနေရာမှာထိုင်နေတဲ့တရဲမဝဝေကိုလမ်းတွေ့ခဲ့လိုက်ရတော့တာပေါ့။ဒေါ်ကြည်ကလည်းအံအောလို့မဆုံးခင်ပါပဲတရဲမဝဝေဟာဒေါ်ကြည်ရဲ့အရှိကိုပေါ်လာခဲ့ပါတော့ရယ်ဒေါ်ကြည်ခမအတန်တော်မထွက်နိုင်ပဲတရဲမဝဝေရဲ့လေပင်းညစ်တာကိုခံခဲ့လိုက်ရတော့တာပေါ့ကျမတို့လင်မယားတွေကို question နေပေါ့ဟုတ်လား ဘာလို့သူများတွေရဲ့ဘဝကိုလိုက်နှောက်ရှက်နေရတာလဲအခုလည်းဒီကြားနဲ့ကျမကိုတတ်မလို့မဟုတ်လားရတယ်ကျမကပဲရှင့်ကိုပြန်တက်ပေးမယ်တရေမဝေဝေလေးဓာတ်ကိုကင်ပြီးဒေါ်ကြီးရဲ့ရင်ဘတ်တဲကိုအချက်များစွာထိုးခဲ့လိုက်ပါတော့ရေဒေါ်ကြီးရဲ့အော်တန်ကြောင့်ဦးစိုးပါအိမ်ထဲကနေပြေးထွက်လို့လာခဲ့တော့တာပေါ့ ရုတ်တရက်ကြောင်းလို့သွားခဲ့ပြီးတတိယရက်အခါမှာတော့တားဖြစ်သူကိုအော်ဟစ်အကူညီတောင်းခဲ့ပါတော့တယ်။ဖားခင်ဖြစ်သူရဲ့အော်ခေါ်တန်းကိုကြားတဲ့အခါမှာတော့ကိုခန့်တယောက်တနက်ကိုယူပြီးပြေးလာခဲ့တော့တာပေါ့။ဝေးအမေကိုမတတ်ပါနဲ့ကွာ။ရက်လိုက်ပါတော့ဝေးရဲ့ကိုတောင်းပါပါတယ်။တယောက်နဲ့တယောက်ရန်ညိုးတွေမထားကြပါနဲ့တော့။အမေကကိုကိုကောင်းစေချင်လို့လုံပြီးတာပါဝေးရဲ့။လွတ်လိုက်ပါတော့နော်။ဒါဆိုအကိုဘသူ့ကိုရေးမလဲ။အကိုလောဘကြီးလို့တော့မရဘူး။ ညီမကိုရေးမလားအကိုအမေကိုရေးမလားအကိုကိုခုနှုတ်ပါဝေရဲ့အကိုမရှိတဲ့တဲ့သူကိုရှင်းမိခဲ့လို့ကိုကိုကိုပဲအပြစ်တင်မိပါတယ်ကိုခန့်လဲမျက်စိမိတ်ပြီးမန္တန်ရှိုးကိုရွတ်ဆိုကမန္တန်ကြည်စံကိုတနတ်ထစ်ထဲခဲ့လိုက်ပြီးဝေးကိုချိန်ကပစ်ခဲ့လိုက်ပါတော့တယ်တနတ်တန်အကျဲကြီးချောပေါ်လိုလာပြီးတဲ့အချိန်မှာတော့မန္တန်ကြည်စံထိမှန်သွားတဲ့ဝေဝေရဲ့ခန္ဓာကိုယ်ဟာ ပြောခွေကြသွားခဲ့ပြီးနောက်ဆုံးမှာတော့အယိုးစုအဖြစ်သာကြံရစ်ခဲ့ပါတော့တယ်။ဦးစိုးကလည်းမိမပြစ်သူကိုပွေရှင်ရင်ငိုယူလို့နေခဲ့တော့ပါဗော။အခုအချိန်မှာတော့ကိုကန်းဟာသူ့အမေရဲ့ရုပ်ခန္ဓာကိုကြည်ရင်ဝေဝေကိုရှင်းမိတဲ့အတွက်နောင်သားတွေရနေခဲ့မိပါတော့တယ်။ကိုကန်းတယောက်အတိတ်ကိုလည်းပြန်ရစ်လို့မရတာကြောင့်ပြစ်စုံပံမှာပဲအကောင်းဆုံးနေဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်တော့တာဗော။ ကိုကန်ဟာမိခင်ဖြစ်သူရဲ့ဇာဝနာရှာပြီးတဲ့နောက်နေမှာပဲယဟန်ဝစ်ကဘဝနေဝင်ချိန်အထိတရားကျင့်ကြံဖို့ကိုပဲဆုံးဖြတ်ခဲ့လိုက်ပါတယ်။နောက်ဆုံးမှာတော့ကိုကန်တယောက်လော်ကီကီလေတာကနေလုံးဝကင်းကွာလို့သွားခဲ့ပါပြီ။အေဂျန်လာတဲ့ဖျားရိတ်တရားရိတ်မှာပဲတသက်လုံးနေရင်သာသနာပြုကဘဝနဲ့ထံပြန်လုံတော်မူလို့သွားခဲ့တော့တာပေါ့။ဒီဂရီဆလန်လီကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီ။ ကျွန်တော်ရဲ့ရှစ်ပရိသတ်တွေလည်းအရှိချောင်းပူလောင်မှုတွေယော့နေပြီးနေ့ရက်တိုင်းအေးချမ်းတဲ့ဘဝကလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာဒီမဲ့ရန်နာခွင့်ပြုပါခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တွေရောက်ရှိနေတဲ့အချိန်ကိုကျေးဇူးအထူးပဲတင်ရှိပါရစေအားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတော်တင်ရှိပါရခင်ဗျာ ောက်တက်ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်။